မိုးရွာနဲ့နေ့တနေ့မှာဆိုတော့ဥပဒေចောင်းသားလေးဖြစ်တဲ့ Jim Hong ကအိမ်ပြန်လာပြီးလမ်းတစ်ဖက်မှာသူ့ရဲ့မိကိုတွေ့တွန်းခဲ့ပါရင်လမ်းကူးဖို့အတွက်လုံနေတော့သူ့ရဲ့တငယ်ရှင်ကဖုန်းဆက်ခေါ်တာကြောင့်ဖုန်းနဲ့ဖြေးနေပဲခြေလမ်းတွေကနေတွန်းခဲ့ပါရင် အဲ့ဒီအခါမှာသူ့အမေစီကိုဆိုင်ခဲ့တဲ့စီကအရှင်နဲ့မောင်းလာတာကိုသူတတိမထားမိခဲ့ပါဘူး။ပိုက်ဆံအိတ်ကိုလူဖို့အတွက်ကြိုးစားတဲ့လူကအဲ့ရဲ့ကြိုးကိုဆွဲလိုက်ပြီးတော့သူ့အမေကလည်းပြန်ပြီးဆွဲထားခဲ့တာကြောင့်ကတ္တရာလမ်းတစ်လျှောက်ဆိုင်ခဲ့နောက်ပပန်းခဲ့ပါရီ။နောက်ဆုံးမှာတော့လူရဲ့သူကဆိုင်ခဲ့ကိုမထိန်နိုင်ပဲလဲကျသွားခဲ့ပါရီ။ဒီလိုနဲ့ဒရော့ထွက်လို့တဲ့အတွက်ဓာတ်ကိုထုတ်ပြီးအမျိုးသမီးကိုအကြီးကြီးထိုးနှက်ခဲ့ပါရီ။အဲ့ဒီနောက်ဓာတ်ကိုပြစ်ချပြီးထွက်ပြီးသွားခဲ့ပါပြီ။ဒီအချိန်တခြားလူတစ်ယောက်ကဓာတ်ကိုကောက်လိုက်ပြီးမြင်ဟုံသူ့ရဲ့အမေလဲကျနေတာကိုတတိထားမိတဲ့အခါမှာတော့ ဘယ်သူမှမရှိတော့ပါဘူးသူ့အမိကိုပွေဖက်ပြီးအော်ဟစ်နေမိပါရီဘာမှလုပ်မရတော့ဘူးဆိုတာသူ့တဘောမပေါက်တိပေါ့အဲ့ဒီနောက်ဘိုင်းစာဗနာပြုတ်လောက်ကြပါရီဂျင်ဟုံရဲ့ညီမကလည်းဒီဖြစ်ဖြစ်ကြောင့်အရန်ကိုစိတ်တိခိုက်ခဲ့ပါရီ9နှစ်လောက်ကြာပြီးတော့ဂျင်ဟုံကအစိုးရရှိနေဖြစ်လာခဲ့ပါရီငယ်သေးပေမဲ့ရာစုတာဝေးအပေါ်မှာဖြောင်းမှတ်ပြီးတော့ရဲဆက်ရှိသူအဖြစ်သူကနာမည်ကြီးပါရီ သူရဲ့လုပ်ဖို့ကင်ဖက်တဲ့အထက်မှာဒါကိုမကြိုက်တဲ့လူတွေကလည်းရှိပါသေး။ဒါပေမဲ့ဂျင်ဟုန်ကတော့ပိုက်ဆံတဲ့တရားမျှတမှုကပူပြီးအရေးကြီးတယ်လို့ယုံကြည်ပါသေး။တရားရုံးကြားနာမှုတစ်ခုအပြီးမှာတော့ညီမဖြစ်သူစီကနေဖုန်းအဝင်ဆက်တဲ့ကြောင်းဝင်လာတာကိုတူတွေ့လေရပါသေး။ပြန်ခေါ်လိုက်တဲ့အခါမှာတော့သူ့အမိပြန်လာပြီးတော့သူ့ရဲ့နဘေးမှာထိုင်ကာ TV ကြည့်နေတဲ့ဆွဲမယုံနိုင်စရာစကားကိုပြောပြလိုက်ပါသေး။ အင်းအပြန်လမ်းမှာဆိုရင်ဂျင်မုံဆရာဝန်တယောက်ကိုဖုန်းဆက်ပြီးဆရာဝန်ရဲ့ပေးထားတဲ့ဆေးကမထီရောက်တော့ဘူးလို့တန်တရာရှိတာကြောင့်ကုသမှုကိုပြန်လည်စီစဉ်ခဲ့ပါရီဒါပေမဲ့သူရောက်သွားတဲ့ခါမှာတော့သူ့ရဲ့အမိကိုတကယ်ပဲမြင်လဲရပါရီအသက်ရှင်နေပြီးတော့ဂျမ်းမာပုံရတာပါသူ့ကိုမြင်တာနဲ့သူ့ရဲ့သားလေးဗိုက်စာနေပြီးဆိုတော့ကိုတိတာကြောင့်မိဖို့ချောင်းတဲ့ကိုပြေးဝင်ကချက်ပြုတ်တော့ပါရီ ်ရုတ်တရက်ဒီရခန့်တင်းအုပ်ဆရာတော်ဘာနဲ့ဖရာကျောင်းသားဝေကဒီအန်အုပ်ဖွဲ့အကြောင်းကိုကြားလိုက်ရပါရင်သူတို့ကစုတောင်းကြအမျိုးသမီးကိုပျော်ရွှင်စွာနှုတ်ဆက်ကြပါရင်တချို့ကခရစ်တော်ကိုမြင်ခဲ့သလားမှုမှန်းသဏ္ဍာန်ဘယ်လိုရှိသလဲလို့မေးကြပါရင်ဂျင်မဟုံဟာသူ့အမိတည်သွားပြီးဆိုတော့သတိပေးဖို့ကြိုးစားပါရင်အဲ့ဒီအချိန်မှာသူ့အမိကသူ့ဖက်ကိုလှည့်ပြီးတော့ဓာတ်နဲ့တိုက်ခတ်ပါရင်တင်းအုပ်ဆရာကအထိအခိုက်ခံပြီးတော့တခြားလူရဲ့အမျိုးသမီးကိုသူ့ရဲ့သားအမထိခိုက်အောင်ထိန်းကြပါရင် ပြီးတော့သူကသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရာအလုံးကိုဖျက်ဆီးတော့ပါရင်လူတွေကစိတ်လွှမ်းရှားနေတဲ့အမျိုးသမီးကိုမလွှမ်းရှားနိုင်အောင်စောင့်နေအုပ်လိုက်ကြပါရင်အဲ့ဒီနောက်ပိုင်းစေမှုရေကသူ့ကိုဈေးခန်းစီခေါ်တော့ပြီးတော့ရဲဝင်တဲ့အမျိုးသားလုံခြုံအရာရှိဝင်ဟာအမြန်ဆုံးကိုလိုက်တွားကြပါရင်ဂျင်ဖုံကအစည်းအဝေးကိုတက်ရောက်ပြီးကမ္ဘာတဝမ်းမှာလည်းဒီလိုကိစ္စမျိုးဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါရင်မဖြေရှင်းရသေးတဲ့လူတက်မှုရဲ့တားကောင်တွေဟာပြန်ပြီးတော့အတက်ရှင်လာကြတာပါသူတို့ဘယ်လိုမျိုးတည်တယ်ခန္ဓာကိုယ်ဘယ်မှာမြုပ်ထားတယ်ဆိုတာကိုပြောပြကြပါရင် ဒါပေမဲ့ပို့ပြီးအရေးကြီးတာကသူတို့ဟာသူတို့ရဲ့လူတပ်သမားဝင်ကိုလိုက်ရှာပြီးတော့တပ်ပြစ်ကြတော့ပါအဲ့ဒီတော့မှတော့သူတို့ရဲ့ခန္ဓာကိုယ်တွေကမိအထဲမှာပျောက်ွယ်သွားမှာပဲဖြစ်ပါရင်ဒီလိုမျိုးပြန်ပြီးရှင်းတန်းလာတဲ့တားကောင်းတွေဟာလူတပ်သမားထွက်ပြေးလွတ်မြောက်သွားတဲ့အခါမှပဲပေါ်လာတတ်တာပါတက်တီဝေကသူတို့ကိုဒီနမည်နဲ့စခေါ်ကြပါရင်ကျင်းဟုံရဲ့အမိကကိုရီးယားမှာပထမဆုံးပြန်လည်ရှင်းတန်းလာတဲ့တားကောင်ပဲဖြစ်ပါရင်ဒါပေမဲ့ဒီကနေ့မှဆင်တော့သူပြန်လာပြီးသူ့ရဲ့တားကိုတိုက်ခိုက်ခဲ့ပါရင်ဒီထိတ်လန့်စရာအချက်ကအရာရှိရဲ့ အာယုံစူးဆိုင်မှုကိုခံခဲ့ရပါရင်အခုစဉ်တော့ဂျင်ဖုန်တယောက်လူတက်မှုကိုစီစဉ်သူအဖြစ်အ धिक တန်တရားရှိသူဖြစ်လာခဲ့ပါပြီဒီအတော်အတွင်းမှာပဲလီဆူဆိုတဲ့မူခင်စိတ်ပညာရှင်တယောက် ကကိုရီးယားကိုရောက်လာခဲ့ပါရင်ဒါပေမဲ့ဂျင်ဖုန်ကဒီအမှုကိုသူ့ရဲ့လက်ထဲကနေလွတ်ထွက်သွားအောင်ခွင့်မပြုဘဲနဲ့ကိုဗတာကိုစုံစမ်းတော့ပါရင် ထောက်လန်းရဲ့အရာရှိတယောက်ကအခုချိန်ထိကမ္ဘာတစ်ဝှမ်းမှာပြည်လဲရှင်တန်လာတဲ့တားကောင်69ဦးပဲရှိသေးတယ်လို့ဖွင့်ရပါတယ်။လီဆူးကဂျင်ဟုံဟာတရားရုံးမှာတည်တံကိုအမြဲတမ်းတောင်းဆိုတတ်သူဖြစ်တဲ့ကြောင်းသိရပါတယ်။သူ့အမိတည်ဆုံးမှုနဲ့ပတ်သက်တဲ့အမှုအတွဲအားလုံးသူ့ရဲ့လက်ထဲမှာရှိနေတယ်ဆိုတာကိုလည်းသူမှသိလဲရပါတယ်။သူဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကအဲ့ဒီအမှုတွဲဝေကိုတောင်းယူခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်ကလေးကကိုပိုင်စုံစမ်းမှုတွေလုပ်နေခဲ့ပါတယ်။အေဂျင့်တွေအတွက်ကတော့ဒါဟာတန်တရာဖြစ်စေရပါ။ဂျင်ဟုံဟာအစကလေးက ဒီအမှုဟာကမောက်ကမောက်ဝေရှိပဲလို့ရှင်းပြပါရင်း CCTV မှတ်တမ်းတွေရရဲဟာရဆိုတာတူထဲပဲရှိတယ်လို့ကောက်ချက်ချခဲ့ပြီးတော့တားကောင်ရဲ့ DNA ကလည်းသူ့ရဲ့လက်အပေါ်မှာတွေ့ရပါရင်ဒါပေမဲ့ဂျင်ဖုန်ကတော့အခင်းဖြစ်ပေါ်ရနေရမှာလူနှစ်ယောက် ရှိတယ်လို့ပြောတဲ့တက်တီတယောက်ကိုရှာတွေ့ခဲ့ပြီးတော့တန်တရားရှိသူနဲ့မတူတဲ့ပုံပန်းတရံကိုပြောပြခဲ့ပါရင် ျင်ဖုံကလည်းမော်တော်ဆိုင်ကယ်ကိုခြေရခံခဲ့ပြီးတော့တရုတ်နိုင်ငံသားတယောက်ကိုဖော်ထုတ်နိုင်ခဲ့ပါပြီ။သူဟာတရုတ်ကနဲ့ငွေပေးချေခဲ့တာဖြစ်ပြီးတော့ထင်ရှားတဲ့လေယူလေတိန်လည်းရှိပါပြီ။ဒီလူစီမှာစိုက်ကယ်ခိုးမှု၃ချိန်မှတ်တမ်းရှိခဲ့ပါပြီ။ဒါပေမဲ့45ရက်အကြာမှာတော့လူတယောက်ရဲ့ရုပ်အလောင်းကိုမြစ်ထဲကနေဆယ်ယူရရှိခဲ့ပါပြီ။သူ့ရဲ့ DNA ဟာအခင်းဖြစ်ပေါ်ရနေရာမှာတွေ့ရှိရတဲ့တက်တီခံပစ္စည်းတွေနဲ့ကိုက်ညီခဲ့တာကြောင့်ရဲကလူသက်သမန်တိစုံသွားပြီးလို့ကောက်ချက်ချခဲ့ပါပြီ။ ဒါပေမဲ့တိစုံတဲ့လူကတေယုတ်လူမျိုးမဟုတ်ပါဘူး။ဂျင်ဟုံဟာတေယုတ်ကိုထွက်ခွာသွားတဲ့လူအိုင်းကိုချေရခံခဲ့ပြီးတော့အင်တာပိုကနေစရင်တောင်းခဲ့ပါရီ။ဒါပေမဲ့ဒီအမှုရဲ့အထူးဆန်းစွအချက်ကဂျင်ဟုံဟာသူ့အမိရဲ့အသက်အာမခံကနေအကြီးအကျယ်ယောကြီးရရှိခဲ့တာပါ။ဒါကသူ့ကိုယ်ရန်ရာဆုံးမှုကျွလွန်ခဲ့တာလားလို့တန်တရားဝီတိုးပွားစီခဲ့ပါရီ။လီဆူကဒါကြောင့်ပဲသူဟာအမှုတွဲကိုယူသွားတာသူ့ရဲ့ပါဝင်ပတ်သက်မှုကိုဖုံးကွယ်ဖို့ဆိုပြီးတန်တရားရှိနေခဲ့ပါရီ။ ူမကတက်တေဝရဲ့လိမ့်စာဝင်တဲ့အဲ့ဒီနေ့ကသူ့ရဲ့ဖုန်းခေါ်ဆိုမှတ်တမ်းကိုတောင်းဆိုပါရီဂျင်ဟွန်ကသူ့အမိအမြဲတမ်းအိမ်မှာသူ့ကိုနှုတ်ဆက်ပြီးတော့အယတာရှိတဲ့အစားအစာတွေချက်ပြုတ်ပြီးခဲ့တဲ့ပုံကိုပြန်လည်တရိယာပါရီကျောင်းတက်နေလို့ကိုဘတာကိုမရက်တည်နိုင်တဲ့အတွက်အမြဲတမ်းပိုက်ဆံပို့တောင်းခဲ့တဲ့ပုံတွေသူ့အမိကလည်းသူ့ကိုကျေနပ်အောင်အမြဲကြိုးစားခဲ့ပုံတွေကိုတူမမ်းမိပါရီသူကလမ်းပေါ်မှာအတိတ်ပင်မရှိတဲ့ဖုန်းပြောဆိုမှုတစ်ခုနဲ့စိတ်ပြက်လွင့်ပြီးတော့ကြာနေခဲ့တဲ့နေ့ကိုမမ်းမိပါရီ ီလောက်ရက်ကနောက်ဆုံးမှသူ့အမေသူ့ရဲ့လက်ထဲမှာတည်ဆုံသွားတာကိုဦးတည်စီခဲ့ပါရင်အဲ့ဒီနောက်ပိုင်းသူကညီမဖြစ်သူကိုဆက်သွဲတဲ့အခါမှာညီမဖြစ်သူကသူ့ရဲ့အမေကိုထိုင်းစီခေါ်သွားဖို့အတွက်စီစဉ်ထားတဲ့အကြောင်းဖွင့်ရပါရင်ပြီးတော့သူ့ရဲ့ခင်မုန်းကိုဝန်ခံပါရင်သူ့ရဲ့အမေကသူ့ရဲ့အိမ်မက်ထဲမှာမကြခဏပေါ်လာပြီးတော့သူ့ရဲ့ပစ္စည်းတွေကိုတိရှာထားဖို့အမြဲတမ်းပြောတတ်ပါရင်မကြခင်ပြန်လာတော့မယ်လို့လည်းပြောခဲ့တာပါ အခုစင်တော့အဲ့ဒီအတိုင်းဖြစ်လာခဲ့ပါပြီဒီအတော်အတွင်းမှာပဲထောက်လိုက်အရာရှိနဲ့ဂျင်ဖုံလောကသူ့အမေကိုတွားရောက်ကြည့်ရှုကြပါရင်သူမှတတိမိမျိုးနေခဲ့ပါပြီစီဝါဖြစ်စဉ်လှုပ်ဆောင်မှုမရှိဘဲနဲ့မိမျိုးနေပုံရတာပါအရာရှိကဖျားသခင်ဟာတားကောင်းဒီကိုတရားမျှတမှုရယူဖို့အတွက်ပြန်လာခွင့်ပေးထားတယ်လို့ပဲလို့အကြံပြုပါရင်ဂျီသူဝေတာတိသွားမယ်စင်တော့ကမကမဝေဖြစ်လာနိုင်တယ်လို့လည်းသူကပြောပါရင်ဂျင်ဖုံကအံ့ဩတွားခဲ့ပြီးအင်တာနက်မှာဒီလိုဗီဒီယိုဝေအများကြီးပဲလို့ထောက်ပြပါရင် အရာရှိက UFO video တွေလည်းအများကြီးပဲဒါပေမဲ့ဘယ်သူမှမယုံဘူးလို့သူ့ကိုတတိပေးပါရင်ဒါပေမဲ့ဂျင်ဖုန်ကတော့ထောက်လည်ရေး agency ဟာပြန်လည်ရှင်းတက်လာတဲ့တားကောင်တိုင်းကိုတိမဲလို့မယုံပါဘူးလက်စားရှိဖို့အတွက်အမအောင်မြင်တဲ့လူတွေကလည်းရှိရမှာပါသူ theory တစ်ခုထုတ်လိုက်ပါရင်သူ့အမေကသူ့ကို အစုံမတက်ခဲ့ဘူးဆိုရင်တော့တခြားတယောက်ကတကယ်လူတတ်သမားဖြစ်ရမှာပါပြီးတော့သူ့အမေဟာအဲ့ဒီလူစီကိုနောက်ထပ်သွားမှာဖြစ်ပါရင်ဒီအတော်အတွင်းမှာပဲလီစုနဲ့သူ့ရဲ့လက်ထောက်တို့ကဂျင်ဟုန်ရဲ့ညီမအင်ကိုရောက်လာကြပါရင်ညီမဖြစ်သူဟာသူတို့ကလေးဘဝကလေးကဖခင်ဆုံးပါသွားခဲ့တဲ့အကြောင်းနဲ့မိခင်ဟာမိသားစုဇာဝတ်နီရဲ့အတွက်ထရက်ကမောင်းခဲ့ရတဲ့အကြောင်းပြောပြပါရင် Jim Hong ဟာစိတ်ကြော်တဲ့အရွယ်မှာသိုးသွမ်းပြီးတော့ငှက်ဖက်နေဆိုရင်ဘာဝီမှာပဲအချိန်ကုန်ဆုံးကမိခင်ကပဲသူ့ကိုငွေကြေးထောက်ပံ့ခဲ့ရပါရင်သူမကထောက်လည်ရေးအေဂျင့်တွေသူတို့စီကိုရောက်လာပြီးတော့ပြန်လည်ရှင်တန်လာတဲ့မိခင်နဲ့ပတ်သက်တဲ့အရာအလုံးကိုတင်ဆက်သွားပြီးဖြစ်တဲ့အကြောင်းဝန်ခံပါရင်သူမအနစ်ပေါင်းများစွာကလေးကစိတ်ကြစည်းဝေးတောက်နေရတာပါသူ့ရဲ့အကူဟာအရက်ကိုလုံးဝမထိခဲ့ပေမဲ့မိခင်ရဲ့တည်ဆုံမှုအတွက်သူ့ကိုသူအပြစ်တင်ပြီးတော့မိခင်မျောလင့်ထားတဲ့အတိုင်းနေထိုင်ဖို့ကြိုးစားနေခဲ့တာဖြစ်ပါရင်တစ်ချိန်တည်းမှာပဲဂျင်ဟုံနဲ့စုံစမ်းရေးမှုတအူးတို့ကခုနှစ်နှစ်အကြာတရုတ်ပြည် ကိုပြေးနေခဲ့တဲ့တရားခံတို့ရောက်လာတဲ့အကြောင်းတရင်နေရပြန်အောင်တရုတ်တန်းကိုဥတည်သွားကြပါရင်ဂျင်ဟုံဟာတရင်အတွက်ပိုက်ဆံပေးပြီးတော့တန်တရားရှိသူရဲ့လိပ်စာကိုရရှိခဲ့ပါရင်လီဆူးကလည်းဒါကိုတိတဲ့အတွက်ဂျင်ဟုံကိုစောင့်ကြည့်ဖို့အမိန့်ပေးပါရင်ဂျင်ဟုံဟာတန်တရားရှိသူရဲ့အင်ကိုရောက်လာခဲ့ပြီး လဲစားပြီးတော့တကားဖွင့်ခံပါရီအဲ့ဒီလူကသူ့ကိုတိုက်ခိုက်ပြီးမဲ့ဂျင်မဟုန်ကိုမနိုင်မှန်းတီတော့ထွက်ပြေးဖို့ကြိုးစားပါရီဂျင်မဟုန်ကလည်းသူ့ကိုလမ်းမလေးတစ်လျှောက်လိုက်လံဖမ်းစီပါရီအကြကြီးလိုက်ဖမ်းပြီးတော့လီဆူရအဖွဲ့ကဝင်ရောက်လာခဲ့ပြီးတန်တရာရှိသူကိုဖမ်းမိကြပါရီဂျင်မဟုန်ကတော့လမ်းကြားထဲကနေထွက်လာတဲ့အခါမှာမိုးရီကိုခ ्यु မဆိုင်ပဲသူ့ကိုစိုက်ကြည့်နေတဲ့ကောင်မလေးတယောက်ကိုရုတ်တရက်တွေ့လိုက်ရပါရီထောက်လည်ဌာနကိုပြင်ရောက်ပြီးတော့ CIA လုံဖော်ကန်ဖက်တွေက အချက်လက်အစ်စ်တွေလာရောက်မျက်ဝေပါရင်းပြန်လည်ရှင်းတန်းလာတဲ့တားကောင်တွေဟာသူတို့တည်ဆုံခဲ့တဲ့နေရာအနီးမှာပဲလက်စားရှိတက်ကြတာကိုတွေ့ရပါရင်းသူတို့ရဲ့ခန္ဓာကိုယ်မှာရေ90ရာခန့်ပေါဝင်တာကြောင့်မိုးရွာတဲ့အချိန်တွေမှာပေါ်လာတက်ကြပါရင်းတာမန်လူတွေထက်တန်တက်ပမာဏအတိတိတ္တာပိုများပါရင်းသူတို့လက်စားရှိပြီးတဲ့အခါမှာအားကောင်းတဲ့တန်လိုက်မုန်တိုင်းတစ်ခုဖြစ်ပေါ်ပြီးသူတို့ကိုယ်တိုင်လောင်ကျွမ်းပျောက်ကွယ်သွားပါရင်းဒါပေမဲ့ကိုရီးယားအမှုကတော့ထူချပါရင်းအမျိုးသမီးဟာပြန်လာပြီမဲ့လက်စားမရှိခဲ့ပါဘူး သူတို့ကကျင်းမုံရဲ့မိခင်ကိုစစ်ဆေးဖို့ကြိုးစားပါရင်သူမဟာသူ့ရဲ့တည်ဆုံမှုအတွက်လက်စားရှိဖို့ပြင်လာတာဖြစ်တဲ့အကြောင်းဝန်ခံပါရင်သူ့သားကသူ့ကိုမတတ်ခဲ့ပေမဲ့သူ့ကိုတည်ဆုံစေခဲ့တယ်လို့ပြောပါရင်ပြီးတော့လူတယောက်ရဲ့နာမည်ကိုရေရွပါရင်အဲ့ဒီအတော်အတွင်းမှာပဲကျင်းမုံဟာသူဒီကနေ့ဖမ်းမိခဲ့တဲ့လူရဲ့ DNA ကသူ့အမေရဲ့လက်တရအပေါ်မှာတွေ့ရတဲ့နမူနာနဲ့ကပ်ရည်တဲ့အကြောင်းအတိပြုပါရင်လီစုကတန်တရားရှိသူကိုစစ်ဆေးနေပေမဲ့သူဟာလူတတ်မှုကိုဝန်မခံပါဘူး ကိုရီးယားအာဏာပိုင်တွေကသူ့ရဲ့နိုင်ငံမှာလူတက်မှုနှစ်ခုနဲ့အလိုရှိနေသူဖြစ်တဲ့အကြောင်းသိရပါရင်သူ့ကိုပြန်ပို့လိုက်မယ်ဆိုရင်တော့နလအတွင်းကိုမြက်ခံရမှာပါဒါပေမဲ့ကိုရီးယားမှာဆိုရင်တော့ပြစ်ဒဏ်မကျခံရခင်နေ့နဲ့ဆက်အထိထောင်ထဲမှာနေရမှာဖြစ်ပါရင်ရုတ်တရက်ကျင့်ဖို့အခန်းတဲကိုဝင်လာပါရင်လီစုကိုပြန်လဲရှင်တန်လာတဲ့အမျိုးသမီးမှာဒုတိယအသက်အာမခံ policy ရှိတယ်လို့ပြောနေတော့ကျင့်ဖို့ကသူ့ဘာသာသူမေးခွန်းတွေစမိတော့ပါရင်အာမခန်စတဲ့အသက်ဝင်တဲ့နေ့မှာလူတယောက်နဲ့သူ့သမီးကရေမတော်ဆမှုနဲ့တည်ဆုံခဲ့တယ်လို့ပေါ်ပေါက်လာပါရင် အဲ့ဒီမတော်ဆမှုကဂျင်ဟုံနဲ့သူ့မိသားစုနေထိုင်တဲ့ရက်ွက်အထင်းမှာပဲဖြစ်ပွားခဲ့တာပါနောက်ဆုံးမှာတော့တရားခန်ကဂျင်ဟုံကိုဝန်ခံပါရင်အခင်းဖြစ်ပွားတဲ့နေရာမှာတခြားသောထူးဆန်းတဲ့လူတယောက်ရှိနေခဲ့ပါရင်တိုက်ခိုက်တဲ့လူကရက်သွားပြီးရနောက်မှာတော့မှသူကအမျိုးသမီးကိုဆက်ပြီးရိုက်နေနေခဲ့တာပါဒါပေမဲ့ဂျင်ဟုံရဲ့တားမြစ်မှုကြားကနေပဲထောက်လိုက်ရေးအေဂျင့်တွေရုတ်တရက်ရောက်လာပြီးတော့သူ့ကိုခေါ်သွားတာကြောင့်တန်တရားရှိသူကဆက်ပြီးမပြောနိုင်တော့ပါဘူးဒုတိယတိုက်ခိုက်သူကိုရှာမတွေ့သေးပါဘူးမူခင်စေးပြာစစ်စေးမှုရလတ်တွေကိုလည်းလိမ့်လေဖန်တီးထားခဲ့တာဖြစ်ပါရင် အဲ့ဒီအတော့တွင်လီစုကဂျင်ဖုန်ရဲ့မိခင်ဟာအသက်အာမခံပေါ်လစီကိုသူ့ဘာသာသူလှုပ်ထားခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့သူ့သားကရောမပြောဖို့တောင်းဆိုခဲ့ပါတယ်။လွန်ခဲ့တဲ့ခုနှစ်နှစ်ကဒီအမှုမှာပါဝင်ခဲ့တဲ့မူခင်စေးပင်ရကျွမ်းကျင်သူဟာအခုဆွေအမေရိကန်ကိုပြောင်းသွားပါပြီ။လီစုကထူးဆန်းတဲ့ကာမတော်စမှုဟာမိခင်ရဲ့တိတ်ဆုံမှုနဲ့တနည်းနည်းနဲ့ဆက်ဆက်နေတယ်လို့စတင်တန်တရားဝင်လာခဲ့ပါတယ်။ဒါပေမဲ့ဘယ်လိုမျိုးဆက်ဆက်နေခဲ့တာလဲ။ကဘာတဝမ်းလုံးမှာတက်တေဝီကပြန်လဲရှင်းတန်လာတဲ့တားကောင်တွေဘယ်လိုမျိုးမီးလောင်ပြီးတော့သူရဲ့မျက်စိအရှိမတင်ပျောက် က်ွက်တွားတာလဲဆိုတော့ပြောပြကြပါရင်နောက်ဆုံးမှာတော့တန်တရာရှိသူကိုကြင်မုံရဲ့မိခင်ဇေယျအခန်းစီခေါ်လာခဲ့ပါရင်တတိမေမျောနေတယ်လို့ဖြစ်နေခဲ့တဲ့အမျိုးသမီးကအမျက်လုံးဖွင့်လာပါရင်ဇေဘက်ဆိုင်ရာပစ္စည်းပဲအလုံးမလုံးတော့တဲ့အခါမှာတော့သူမကထလာပြီးအဲ့ဒီလူစီကိုရှောက်တွားကတစ်ချက်တည်းနဲ့သူ့ရဲ့လေဘင်းကိုချိုးပြလိုက်ပါရင်ပြီးတော့သူမပြန်ပြီးလဲကြသွားခဲ့ပါရင်ဆလန်ကခုနှစ်နှစ်အကြာကိုပြန်ပြီးရောက်သွားခဲ့ပါပြီးမုခင်ဇေပြာကျွမ်းကျင်သူနဲ့သူ့ကိုကူညီတဲ့ရဲရရှိတယောက်ကတန်တရာရှိသူရဲ့အလောင်းကိုမြစ်ထဲစီပြစ်ချခဲ့ကြပါရင်အဲ့ဒီလောင်းကိုနောက်ပိုင်းမှာတွေ့ရှိခဲ့ပြီးတော့အာနာ ပိုင်းတွေကဆန္ဒအလျောက်တည်ဆုံးမှုလို့ကောက်ချက်ချခဲ့ပါတယ်ပစ်စုပန်မှာဆိုရင်ဂျင်ဟွန်ကအဲ့ဒီကျွမ်းကျင်သူကိုရှာပွေတွေ့ရှိခဲ့ပေမဲ့သူကဘာမေးခွန်းမှမဖြစ်ပါဘူးဒီအမှုကပိတ်ပြီးသွားပြီလို့ပဲအတင်းအကျပ်ပြောနေခဲ့ပါတယ် ီအတော်အတွင်းမှာလီစုကကျင်ဖွဲ့အညီမကိုကိုနှစ်အရွယ်ကတည်ဆုံသွားခဲ့တဲ့ကောင်မလေးတယောက်ရဲ့ဓာတ်ပုံအားပြသခဲ့ပါရင်းသူရဲ့မိခင်နာအသက်အာမခံငွေကိုလိုဝက်စွာအဲ့ဒီကောင်မလေးရဲ့ဖခင်ကိုပေးခဲ့တာဖြစ်ပြီးတော့သူကလည်းအဲ့ဒီကားမတော်ဆမှုမှာတည်ဆုံခဲ့တာလို့ရှင်းပြပါရင်းရုပ်တရက်စောင့်ကြည့်ကင်မရာကနေရခဲ့တဲ့အမှတ်တမ်းတွေပေါ်လာခဲ့ပါရင်းအဲ့ဒီမှတ်တမ်းဒီမှာအဲ့ဒီလူကပဲကျင်ဖုံရဲ့မိခင်ကိုအဆုံးသတ်ခဲ့တာပြသနေခဲ့ပါရင်းသူကလည်းပြန်လဲရှင်းတန်လာတဲ့တားကောင်တယောက်ဖြစ်ပြီးတော့သူ့ရဲ့တည်ဆုံမှုအတွက်လက်စားရှိဖို့ပြန်လာခဲ့တာဖြစ်ပါရင်း တခြားသူ့ရဲ့လိုပဲသူကလည်းနောက်ပိုင်းမှာဆိုရင်မီလောင်ကျွမ်းပျောက်ကွယ်သွားခဲ့ပါပြီထင်ရတာကတော့ဂျင်ဟုံရဲ့မိခင်ဟာအက်ဒီလူနဲ့သူ့သမီးတေဆုံးခဲ့တဲ့မတော်တဆမှုကိုဖြစ်စေခဲ့တာဖြစ်နေပါပြီဒါပေမဲ့ဘာအကြောင်းကြောက်မှန်းတော့မသိပါဘူးသူမကရုပ်အလောင်းတစ်ခုကိုတခြားတနည်းအားဖြင့်ရွှေ့ပြောင်းထားခဲ့ပါပြီသူမကသူမကိုတိုက်ခိုက်ခဲ့တဲ့တရုတ်လူမျိုးကိုလက်စားရှေ့ပြီးသွားပါပြီအခုစတော့မကြခင်ပျောက်ကွယ်သွားတော့မယ်လို့ထင်ရပါပြီအဲ့ဒီအခါမှာပဲဂျင်ဟုံကိုအက်ဒီလူနဲ့သူ့ရဲ့သမီးတေဆုံးတဲ့ငရက တာဝန်ကျနေတဲ့ရဲရရှိရဲ့နာမည်ကိုဖော်ထုတ်နိုင်ခဲ့ပြီလို့အကြောင်းကြားလိုက်ပါရင်သူကအဲ့ဒီနောက်မကြခင်မှာပဲရာထူးကနေနှုတ်ထွက်သွားခဲ့တာပါဒါပေမဲ့လီဆူကအဲ့ဒီလူစီကိုအရင်ဆုံးတွားရောက်ခဲ့ပြီးတော့သူ့ရဲ့စပွဲအပေါ်မှာနှုတ်ဆက်ဆတဲ့ဆောင်နဲ့အသက်မဲ့နေတဲ့သူ့ရဲ့ရုပ်အလောင်းကိုပဲတွေ့လိုက်ရပါရင်သူမကအဲ့ဒီစာကိုဂျင်မုံအာပေးပြီးတော့သူ့ကိုတန်တရားဝင်ခဲ့တဲ့အကြောင်းဝန်ခံပါရင်ဘာကြောင့်လဲဆိုရင်တော့ဂျင်မုံဟာအဲ့ဒီနေ့ကလမ်းကူးတဲ့နေရာမှာတွေ့ဝေနေခဲ့တာပါသူမိခင်ကိုတိုက်ခိုက်ခံရဖို့စောင့်နေတယ်လို့ပဲဖြစ်ပါရင်ဂျင်မုံကအဲ့ဒီစာကိုဖတ်ပါရင် ရဲရရှိဟာကိုနေအကြကဖုန်းခေါ်ဆိုမှုတစ်ခုကိုတုံ့ပြန်ခဲ့ပုံအောင်ပြန်လဲပြောပြပါရီဖခင်ဟာအရက်မူးနေခဲ့ပါရီတမီးလေးကကြောက်လန့်နေတာပါဝင်းရောက်မစွတ်ဖက်နိုင်ပဲနဲ့သူထွက်သွားခဲ့ပါရီနောက်ပိုင်းမှာဆိုရင်ဂျင်မဟုတ်ရဲ့မိခင်ရောက်လာပြီးတော့သူ့ကိုလက်ထိုးကခိုးယူထားတဲ့ truck ကတစီးကိုသူ့အပေါ်ပုံချဖို့တောင်းဆိုခဲ့ပါရီသူ့ကလည်းတဘောတူခဲ့ပါရီနောက်တနေ့မနေ့မှာတော့ကောင်မလေးရဲ့ရုပ်အလောင်းကိုတွေ့ရှိရပါရီ အကျိုးဆက်တွေကြောက်တာကြောင့်သူကဖုံးကွယ်ခဲ့ပေမဲ့တည်ဆုံသွားတဲ့ကောင်မလေးဟာသူ့ရဲ့အိမ်မက်တွေကိုလိုက်ချောင်းနေခဲ့ပါရင်သူကသူ့ကိုယ်သူတတ်တည်သွားပြီးတော့ဂျင်ဖုံကိုတကယ်တရားခံလို့နမည်တတ်သွားခဲ့ပါရင်ဒါပေမဲ့ဂျင်ဖုံကတော့ဘာမှကိုမမှန်းမိပါဘူး။နားလေအောင်ကြိုးဆိုင်နေပေဂျင်ဖုံကသူ့ရဲ့ညီမကိုဖုန်းခေါ်ပါရင်သူမကရဲဝေကတော့မှသူမနဲ့သူရဲ့မိခင်အေဒီညာကတစုံတယောက်ကိုတတ်ခဲ့တယ်လို့တန်တရားဝင်နေကြပေမဲ့သူမကိုယ်တိုင်လည်းမတေချာဘူးလို့ပြောပါရင်သူ့တငယ်ရှင်ကသူ့အရက်မှုပြီးတော့မငံပြောင်းနေတော့ ထွက်ပြေးခဲတာကိုပြန်လဲတတိပေးပါရင်ဘာမှကျင်းဖုံကအမတ်ရလာခဲ့ပါပြီသူအရက်မူပြီးအပြင်ကိုထွက်လာတော့ဟင်တီဟင်ရွက်တဲ့ရထွက်ကားကိုတတိထားမိခဲ့ပါရင်အဲ့ဒီလူကသူ့ရဲ့အမိကိုစော်ကားခဲ့တဲ့လူပါအခုဆိုရင်ပစ္စုပန်မှာသူ့ကောင်မလေးကိုဘတ်စကားပေါ်တက်တာမြင်လိုက်ပြန်ပါရင်သူ့အမိကိုမိုးရည်ထဲစီတွန်းထုတ်လိုက်ပြီမဲ့ပြက်ွယ်မတော်ပါဘူးမိလုံးတွေပေါက်ွယ်ကုန်ပါရင် ူမကရှောက်သွားခဲ့ပြီးတော့ဂျင်ဟုံဟာဘတ်စကားအနောက်ကိုလိုက်ပါရင်းသူ့ရဲ့ကားတိုက်မိသွားတာနဲ့ထရက်ကတစ်စီးကိုရှာပြီးဆက်လိုက်ခဲ့ပါရင်းအတိတ်ကမညဏီကလည်းပြန်ပြီးပေါ်လာခဲ့ပါပြီးသူဟာအဲ့ဒီဟင်းတင်းဟင်းရွက်တဲ့ရဲ့ထရက်ကားကိုအရက်မူးပြီးတော့မောင်းခဲ့တာပါရဲစက်ရုပ်တလုံးကိုလည်းဝင်တိုက်ခဲ့ပါရင်းအဲ့ဒီနောက်ပိုင်းသူ့အမိကကားထဲမှာတိတ်ဆုံးနေတဲ့ကောင်မလေးကိုတွေ့လျက်ပါရင်းသူမပြန်ပေးဖို့ကြိုးစားတော့ကောင်မလေးရဲ့ဖခင်ပေါ်လာခဲ့ပါရင်သူမထွက်ပြေးခဲ့တာသူ့ရဲ့ဆိုင်ကယ်ကိုဝင်တိုက်မိသွားတာကြောင့်အဲ့ဒီလူချက်ချင်းတိတ်သွားခဲ့ပါရင်သူ့ရဲ့သားကိုကာကွယ်ဖို့အတွက်သူမကအရာရှိကိုပိုက်ဆ န့်ပေးပြီးတော့ပိတ်ထားခဲ့တာပါမနေ့ရောက်တော့ကျင်းဖုံတယောက်ဘာမှကိုမမတ်မိတော့ပါဘူးရဲစရုပ်တလုံးကိုထပ်ပြီးတိုက်မိတဲ့အခါမှာတော့မန်းငယ်အပြည့်စုံကသူ့စီကိုရောက်လာခဲ့ပါလိမ့်မောက်နေတဲ့ truck ကအောက်မှာပိတ်မိနေနေပဲသူကတည်ဆုံနေတဲ့ကောင်မလေးရောက်လာတာကိုမြင်လဲရပါလိမ့်သူမကယူစိတ်နေတဲ့စီအနာမှာမိချစ်ချစ်လဲပါလိမ့် ကျင်းဖုံတေဖို့အတွက်ပြင်ဆင်လိုက်တဲ့အခါမှာပဲသူ့ရဲ့အမေရဲ့အော်တန်ကကြားဖြတ်ဝင်လာပါရင်သူမကကောင်းမလေးအရှိမဒူးထောက်ပြီးတော့သူ့သားရဲ့အသက်ကိုတောင်းပန်ရင်းနဲ့ပဲသူ့ကိုယ်သူအပြစ်တင်ပါရင်စိတ်ပြအားငယ်စွာနဲ့သူမခေါင်းကိုမြေပြင်မှာစောင့်ချလိုက်ပါရင်ကျင်းဖုံကကားပြက်စီးရကနေလွတ်မြောက်လာခဲ့ပြီးခွဲလွတ်ဖို့တောင်းပန်ပါရင်ထရက်ကားတစ်စီးရဲ့လမ်းကြောင်းထဲကိုဝင်ရောက်ပြီးတော့တေဖို့အတွက်ပြင်ဆင်လိုက်ပေမဲ့ကောင်းမလေးကမီးလောင်ကျွမ်းပျောက်ကွယ်သွားခဲ့ပါရင် ထွက်ကားပောက်ကွဲပြီးတော့ဂျင်ဖုန်ကိုဘေးစီလွင့်စင်သွားစေခဲ့ပါပြီးကာကာသူ့ကိုကြော့သွားခဲ့ပါတယ်သူမောကြည့်လိုက်တော့သူ့အမေရဲ့ခန္ဓာကိုယ်မီးလောင်ကျွမ်းနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်ပိုင်းဂျင်ဖုန်ကကောင်မလေးရဲ့တေဆိုးမှုအတွက်တရားစွဲခံလိုက်ရပါတယ်သူကစန္ဒအလျောက်ဝန်ခံခဲ့ပြီးတော့တရားမျှတမှုကိုရင်ဆိုင်ဖို့အတင့်ရှိပါတယ်အယူခံဝင်ဖို့လည်းငင်းဆန်ပါတယ်သူ့အမေကလည်းသူ့ကြောင့်ပဲတည်ဆုံရတာဖြစ်ပြီးတော့သူတွေ့ဝေခဲ့လို့သူ့အမေရဲ့တတိပိစကားဝေကိုလစ်လူရှုခဲ့လို့ပါလို့ဝန်ခံပါရင်းလီဆူနဲ့ထောက်လိုင်းအရာရှိတို့ကပြန်လဲတုံးတက်ကြပါရင်း ဒီတစ်ခါမှစင်တော့ပြန်လဲရှင်းတန်းလာတဲ့သားကောင်းဒီဟာတရားမျှတမှုတင်မကပါဘူးခွလို့ရှင်းကိုပါယူဆောင်လာခဲ့ပါရင်ကြည့်ရှုပြပြိတ္တများအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ